ငါအိမ်ပြန်ခြင်းတယ်အိမ်ပြန်ခြင်းတယ်ဒါမဲ့ငါ့ရဲ့အိမ်ရပမာလဲငါကြားမှုတဲ့နာဟုတူထဲမှာတော့တစုံတယောက်ကကို့ကိုမျောနေသေးတယ်ဆိုရင်အဲ့လူရှိမဲ့နေရာပြန်လာရမယ့်အိမ်နဲ့ငါ့ကိုဘသူကစောင့်နေမှာလဲငါဘယ်ကိုပြန်ရမှာလဲတိရွက်ဆိုတာတိပင်းရဲ့အောက်ခြေမှာပဲကြွေကြတဲ့နေမဟုတ်လားငါအိမ်ပြန်ခြင်းတယ်ဒါမဲ့ငါအိမ်မရှိခဲ့ဘူးအိမ်ပြေးတယ်ဟုတ်တယ်ငါအိမ်ပြေးငါအမှုပညာကိုပိတ်ပင်တဲ့နေရာကနေထွက်ပြေးခဲ့တယ်အိမ်ပြေး ငါဘေးနားအကောင်တွေကအိမ်ပြေးဆိုပြီးလောင်ပြောင်နေကြတယ်။ငါကသူတို့ရဲ့တန်းတွေကိုကြပြလုပစ်တယ်။ငါအတားနဲ့ငါမာနာပဲ။ဒါပေမဲ့ငါအိမ်ပြေးခြင်းနဲ့စီကရက်တလေးကော်ဖီတစ်ခွက်နဲ့နေထွက်တဲ့အချိန်ကိုငေးလို့ရတဲ့ရန်နာလေးရှိတဲ့အိမ်။ငါ့ကိုဝေးဝါးပေးခဲ့တဲ့မိဘနှစ်ပါးရဲ့အတိုက်မျိုးငါအိမ်ကိုပြန်ခြင်းနဲ့ဒါပေမဲ့ငါအိမ်ပြေးတယောက်လေး။ငါရဲ့ချစ်လွတ်စွာသောညီမလေးငါ့ကိုစောင့်မျှော်နေတယ်တဲ့။ငါအိမ်ပြန်တက်လား။ငါအိမ်ပြေးပဲအခုချိန်မှပြန်ပြီးဘာလုပ်ရမှာလဲ။ ဒါပေမဲ့ငါအိမ်ပြန်ကျင်တယ်။အချိန်မှာငါချစ်လို့ဆိုတော့အမျိုးသမီးလေးနဲ့လက်ထပ်ပြီးတူတူနေဖို့ငါအိမ်ကိုပြန်ကျင်တယ်။အပြုံးသေးတွေကိုချိတ်ဆွဲငါမှနောက်ကိုခွာချပြီးအိမ်ကိုပြန်ရမယ်တဲ့။ပြိပမှာယောဂါတွေအရန်ဖြစ်နေပြီ။လောက်ကင်တွေလည်းပိတ်လို့မင်းအဆင်မပြေရင်အိမ်ပြန်လာပါ။ဒါပေမဲ့ကြပြားတွေကိုအိမ်ဝမှာပဲထားခဲ့ရမယ်တဲ့။ငါအိမ်ပြန်တင်လား။မပြန်တင်ဘူးလား။ဝေခွဲရခက်။ဒါပေမဲ့ငါအိမ်ပြန်ကျင်တယ်။ကျမအရှင်းအတွက်အိမ်လေးတစ်လုံးဖြစ်ပေးပါမယ်။ ပြန်လာနိုင်အောင်သာကြိုးစားပါတဲ့ချစ်ချင်းမြတ်တာနဲ့မထိုက်တန်တဲ့ငါလိုကောင်အတွက်အိမ်ဆိုတဲ့အရာ ထိုက်တန်ပါရဲ့လားဂရီစကားတွေဟာစိတ်ချရပါမလားဒီလိုနဲ့ငါဟာတဏှာမုံတိုင်းနေတဲ့တူရဲရိုက်နေတဲ့အိမ်ကလေးကိုဖြိုချပစ်လိုက်ပြန်တယ်ဒါပေမဲ့ငါအိမ်ကိုပြန်ကျင်နေတော့မယ်သူမအမေကငါ့စီဖုံးဆက်တယ်သမီးငယ်နေမကောင်ဆေးရုံတင်ထားရတယ်တအားတွေးချင်လို့ပြောနေတယ်ငါမှမိုင်သုံးတော့အကွာဝေးဝေခုံးလို့တစ်ချက်ခုံလာလို့မရဘူး ဒေါက်တာစတရင်းလိုပေါ်တယ်ဖွင့်လို့မရငါစော့နေကြဒေါက်တာတူရီယာလိုတယ်လီပေါ့လည်းထောက်လို့မရမြင်းတကောင်လိုကစုံပေါက်ပြေးလာလို့မရငါအိမ်ပြန်ကျင်တယ်မင်းကပြားတွေကိုစုပြီးစာအုပ်ထုတ်ပါလားတဲ့ငါလိုက်စုံစမ်းမိတယ်ပြပအကောင်တွေကိုဘသူကယုံပြီးစာအုပ်ထုတ်ပေးပါမလဲဆိုတဲ့အဖြေစကားလူကိုယ်တိုင်လာမှဖြစ်နိုင်မယ်ဆိုတဲ့အဖြေစကားဒီစကားတွေကြားတာငါအိမ်ပြန်ကျင်တယ်မိမိဆုံးသွားပြီအကိုမိမိအာသူပါနင်းပြန်လာတဲ့အထိစောက်ရမလားတဲ့ငါအမေကိုဇုံခံခဲ့တဲ့ ကောင်ပဲသူ့နောက်ဆုံးခီးမှာ ျက်နှာပြသင့်ရဲ့လားငါစဉ်းစားရခက်ဒါပေမဲ့ငါအိမ်ပြန်ခြင်းတယ်ရှင်ကဘယ်တော့ပြန်လာမှာလဲတဲ့ချစ်လာစွာသောအမျိုးသမီးလေးကမေးတယ်တနေ့နှစ်နှစ်သုံးနှစ်လင်းနှစ်ငါစဉ်းစားတယ်တိတိကျကျငါမှအဖြေမရှိဘူးဒါပေမဲ့ငါအိမ်ပြန်ခြင်းနေတော့မယ်ငါဘေးနားကပုံဖော်ရီသူတို့အိမ်သူတို့ပြန်သွားကြတယ်တယောက်ပြီးတယောက်အစ်စ်တွေပြောင်းလာလို့ငါရောအိမ်ပြန်လို့မရနိုင်ဘူးလားလို့ငါကငါပြန်မေးတယ်မင်းလိုအိမ်ပြေးတဲ့ကောင်ကဘလို့အိမ်ပြန်မှာလဲဆိုပြီးငါကိုရင်းကောင်က ဟားတိုက်ရင်မငါအိမ်ပြန်ခြင်းတယ်ငယ်လက်ထက်တော့မေကူကူတဲ့ဘယ်ချိန်လက်ထက်ကြမယ်မသိကြတဲ့ရှေ့ကိုစောင့်မျှော်နေရတာငယ်ရမ်းပင်ပန်းနေပြီတဲ့โอเคမင်းရဲ့မျိုးသားအတွက်ဝမ်းသာပါတယ်ဒီလိုနဲ့ပြည်ပုံးကာကြာဇလန်းတခုပြီးသွားငါအိမ်ပြန်ပြရစီမန်နေဂျာကဖုန်းဆက်တယ်ကိုဘေးကာလာလူလျှော့ရတဲ့မင်းပါတယ်တဲ့စောက်ပြဒနာပဲနောက်လို့တခုဘလို့ရပါမလဲဒီလိုနဲ့ငါအိမ်ကိုပြန်ခြင်းလာတယ်အေးနှွေးတွေးဆုံးအမေငါအခန်းပေးရဆောင်းမတော်တခုနဲ့ဖွင့်တယ် အလုတ်ပြုတ်ပြီးလေနေတဲ့ငါငါအိမ်ကိုတကယ်ပြင်ကျင်တယ်။တစ်ခွပန်းနေဟာတစ်ပင်မှာကပ်ပြီးရှင်သန်ငွေရတဲ့အတွက်တစ်ပင်ဟာတစ်ခွပန်းနေရဲ့အိမ်ပဲတဲ့။ငါအတွက်ကရောဘမလဲငါအိမ်။ငါအတွက်မိတွေဟာဘမလဲမရှိတဲ့အိမ်ကိုတွင်းရင်ငါအိမ်ကိုပြင်ကျင်တယ်။ကျယ်တွေဟာသူတို့မိခင်ရင်ခွင်စီကိုပြန်ပြီးကျွေတယ်။ကျယ်တီလီတွေကိုကောက်ယူမဲ့လက်တစုံကြောင့်တွင်းရင်ငါဘေးမှာဘသူမှမရှိတော့တာသတိထားမိတယ်။ဒီလိုနဲ့ငါအိမ်ပြင်ကျင်လာမိတယ်။ဒီပားရောက်ပြောင်းရွှေ့လို့တမန်တယောက် ပြန်ပြာမရှိတဲ့တေလီတကောင်သူတို့ဟာစုံမတ်တစ်ခုမှာစုံတွေးကြတယ်သူတို့စုံတွေးကြတဲ့နေရာဈေးကြံအမှတ်4ဘိုင်း3ဘိုင်းနဲ့တယောက်ကနယံကိုမီးလို့နောက်တစ်ယောက်ကစီကွန်းကိုကိုက်ခဲလို့အိမ်ပြောင်ခြင်းနဲ့ငါ့ကိုကြည့်ပြီးတဟာအော်ရေးကြတယ်သတင်းစာခင်းလို့အိတ်နေတဲ့အိမ်ယာမဲတကောင်ငါမြင်တယ်သူ့ကိုပေါင်းပေါင်းတလုံးပေးရင်အိမ်ဆိုတာပါလေလို့မေးပြီးတော့သူ့မျိုးဝန်းနဲ့ဝေဝါမေရီငါးစီကထွက်သွားခဲ့တာတော်ကြပြီတဲ့ဒီတဲ့တင်ကလေးမှာဒီခဏလေးမှာ လက်ထွက်သွားတဲ့သူမကြောင့်ပြန်တွေးမိပြီးငါအိမ်ကိုပြန်သွားခြင်းနဲ့စိတ်ကထိမ့်မရတော့ဘူးအလုပ်တစ်ခုကိုငါပြန်ရခဲ့ပြီဒီနေ့ငါတို့ပထမဆုံးအလုပ်စင်းရရက်ထမင်းသားချင်းရောက်တော့ငါဘေးနာဖိလစ်ပိုင်ကောင်လေးကထငိုပဲချက်ကြီးတကင်ငိုနေခဲ့တယ်ဘာဖြစ်လို့လဲလို့ငါကမေးမိတော့ကျောင်းမှာကျန်ခဲ့တဲ့အဖေနဲ့အမေကိုလွမ်းလို့တဲ့သူ့ကိုကြည့်ရင်ငါအိမ်ပြန်ချင်မိတယ်ရိုးရိုးလေးပါပဲတကယ်လဲရိုးရိုးလေးပေါ့လင်းရင်လေးစီးပြီးအိမ်ကိုပြန်တာဘာများခတ်လို့လဲကွယ် ၃နိုင်ခီးပြီးရင်အိမ်ကိုပြန်ရောက်မှာပဲလေမင်းတကယ်ပြန်ခြင်းအခုလင်းလက်မဖြတ်ပြီးပြန်တဲ့ငါကိုရင်းမှာအိမ်နေတဲ့ကောင်ကထပြောတယ်ငါဘာလုပ်ရမလဲဘာလုပ်ရမလဲငါအိမ်ပြန်ခြင်းတယ်အိမ်ပြေးတယောက်ရဲ့၁၀နှစ်ကျော်ခီးရနေအိမ်ဆိုတဲ့အရာစီကိုပြန်မို့ဘာတွေလိုအပ်တယ်လဲဘာတွေကိုစွန့်လို့ရပါမလဲတွေးရင်တွေးရင်ငါအိမ်ပြန်ခြင်းမှာနေရတဲ့အိမ်ကိုပြန်မရောက်အိမ်ကိုပြန်မရောက်အိမ်ကိုပြန်မရောက်တော့